တော်ကတော့ကိုယ်တိုင်သွားပြီးတော့ကြည့်ကျင်တယ်ဗျတကယ်ဒုက္ခရောက်လားတကယ်အခက်အခဲဖြစ်လားတကယ်ကုညီမှုလိုလားတကယ်လိုအပ်နေတဲ့သူတွေရဲ့ဟိုလက်ထက်ကိုကျွန်တော်ကလိုရင်ကျွန်တော်ဘက်ကတက်နိုင်တယ်လို့ပေါ့နော်၅သိန်းတက်နိုင်၅သိန်း၁၀သိန်းတက်နိုင်၁၀သိန်းကုညီပေးခဲ့ဖို့ကျွန်တော်မှအစီအစဉ်ရှိပါတယ်အဲ့ဒီမှာမုတ်ကဲကိုယ်စလဲတွေလက်လီလက်ကဒီအေးချင်းတွေကအမှန်ဆိုလျှော့ပေးရမှာကျွန်တော်ပြောချင်တာကတို့က3900ရောင်းတဲ့ဈေးဆိုရင်ကျွန်တော်တို့လည်းတော့3500လောက်ပေး200လေးတို့လှူသလိုပေါ့ဗျာကျွန်တော်ပြောချင်တာမသိကျွန်တော်တို့ကဒီမုတ်ဆိုင်တွေဘာတွေကိုကျွန်တော်တို့လှုပ်ကျွေးသလိုကြီးဖြစ်နေလက်လီလက်ကသမားတွေကိုသိတယ်မလား ဟာအရင်တော့ကတော့ဟာတကယ်ချင်းတယ်လို့ဖူးဆယ်မှာတော့တခါတလေတော့ကန်ဖြစ်တာပေါ့နော်အဲနောက်ပိုင်းကန်ဖြစ်မှုမရှိတော့ဘူးအရှိကကြတော့အခုပြန်ကန်လာပေါ့ဒါဟုတ်ကဲ့ဟောအတွေ့အကြုံလေးကတော့အခုမှပဲကိုကိုတိုင်းကန်လို့လားမသိဘူးဘလုံးသမားတွေကိုကြီးစားဟောပါတယ်ဟုတ်ကဲ့ဟောပင်မပါတယ်ပေါ့နော်ဟုတ်ကဲ့ဟောအာရံမုံငွေပွဲလေးဆိုတော့လေဟိုကန်ရတာကျွန်တော်တို့ဘယ်လိုပဲပြစိတ်တဲ့အင်အားလေးပြင့်တာပေါ့နော်ပူကြီးပေးပြီးတော့ကန်ရတာဆိုတော့လေ အဲထိသွားတယ်ဆိုတယ်မဟုတ်ပါပေါင်လေးပါအကျောညက်သွားတာပါဟုတ်ကဲ့ဒါပေမဲ့ကန်ဖြစ်ပါတယ်နောက်မှနောက်နောက်နေနည်းပြက်ကန်လာတာမှန်တော့မှာပဲနောက်ပွဲတွေရံမူမွေပွဲကြောင့်မှထပ်ပြီးတော့အဲအဲ့လိုအပြည့်ဝကန်ဖို့အစီအစဉ်ရှိပါတယ်ဟုတ်နောက်ပိုင်းလေးချိန်ခန်းလေးပြန်လုပ်ပါအောင်မယ်ဟုတ်ကျွန်တော်အရင်တော့ရေးပေးတွေလေးပဲကျွန်တော်အလိုက်တင်ထက်တဲ့ဝင်မပါမိခဲ့ဘူးမပါမိဘူးဆိုတာလည်းကျွန်တော်လည်းနိုင်တဲ့လောက်လေးပဲတော့လှူခဲ့မိတာပဲရှိတာပါနော်အခုတစ်ခေါက်ကျတော့ကျွန်တော်ငလင်ရဲ့ဖြစ်စဉ်ကိုမင်းဘယ်လိုခံစားလဲမင်းကျွန်တော်တကယ်ပါဖရာဖရာစုပါရဲ့ကျွန်တော်ဘာမှမသိလိုက်ပါဘူးငလင်ရဲ့ဘလိုလေးလှုပ်သွားလဲလေဘလိုလေးရိုက်ခတ်သွားလဲလေကျွန်တော်တကယ်မသိလိုက်ပါဘူး ။ဘာလို့ကျွန်တော်မန္တလေးကနေပြန်ပြီးကျွန်တော်နေချင်းတနားကျော်တော့ကျွန်တော်လက်ကြီးတိုင်းမွန်ဒီရန်ကုန်တိုင်းစီးတီမှာကျွန်တော်ကကြံရသွားရိုက်ဖို့အတွက်သွားတာ။သွားရင်တိုင်းစီးတီရှိရတော့လူတွေကအုံလိုက်ကြီးစင်းချလာတာအများကြီးပဲကျွန်တော်အော်ငါ့အုံများပရိသတ်တွေဒါနှုတ်ဆက်တာလားလမ်းကြိုးတာလားဆိုပြီးအဲ့လိုထင်မိတာ။ငလင်းမျိုးငလင်းလှုပ်လှုပ်ငလင်းလှုပ်လှုပ်တော့အမေကွာပါကင်တောင်သွားထုတ်လိုက်သေးတယ်အောက်မှာရုတ်တည်နေ။မတည်ဘူးပြီးတော့ကျွန်တော်တကြီးတိုင်းမှာကြော်ညာရိုက်မှလာမှာမရိုက်ဖြစ်တော့မောင်လေးပိုင်ညာသူတို့ပြောရခြင်းမှာအော်ဟုတ်ကဲ့ဟုတ်ကဲ့ဆိုပြီးတော့ကျွန်တော်တို့ဖြတ်သွားရကျွန်တော်ပြန်လာတော့အိမ်သတင်းနဲ့ဖွင့်ကြည့်ရောမရဲကျွန်တော်ရှင်ထဲမှာ ဘလို့ကြီးဖြစ်သွားမှမသိဘူးငါငါခဏတာစိတ်ပေါ်တော့ငါတာမသိလိုက်တဲ့စိတ်ဒါပေမဲ့တကယ်ဖြစ်သွားတာခဏတာတွင်းမှာအကုန်လုံးတဘွားကြီးပြက်ကုန်တယ်တချို့တို့သူတွေကမောက်ကမိုက်အကုန်ဖြစ်ကုန်တာကျွန်တော်အဲ့ဒီချိန်မှာဟိုအဲပေါ်လမ်းစိတ်ထဲမကောင်းဘူးတော့ကျွန်တော်အဲ့ဒီမှာဘာလို့ရမလဲဆိုတော့ကျွန်တော်ချက်ချင်းတက်တော့လိုက်လွှင့်ပြီးတော့ကျွန်တော်စေသိန်းစားပြီးမတည်မယ်ကျွန်တော်လူငွေတော့ပါမလို့ချက်ချင်းအမကျွန်တော်ရဲ့အမတွေမချိုခိုင်းလို့အမနန်းလို့နိုင်ငံခြားသူတို့ပေါ့နော်အကုန်လုံးများမကိုကိုချစ်လေးတို့ဒီချက်စီကားတို့အများကြီးတော်တော်များအကောက်တွေရတယ်သူတို့ကနေလာပြီးတော့ကျွန်တော်ဝိုင်းဝင်းပြီးတော့အားဖြည့်ပေးကြတော့ ဲ့ဒီချိန်မှာကျွန်တော်ကစရင်နဲ့ပထမကြောက်ဆဲသွားလို့ရတယ်အခုနောက်တစ်ခါထပ်လို့ရတော့သိမ်းနေရကြော်လာတယ်အဲ့တော့ကျွန်တော်အမရဘူတော်ထပ်ပြီးသွားလို့မယ်ဒုတိယတတ်တော့ပေါ့နော်ကျွန်တော်ကတော့ကိုယ်တိုင်သွားပြီးတော့ကြည့်ချင်တယ်ဗျတကယ်ဒုက္ခရောက်လားတကယ်အခက်အခဲဖြစ်လားတကယ်ကူညီမှုလိုလားလိုရင်ကျွန်တော်ဘက်ကတက်နိုင်တယ်လို့ပေါ့နော်၅သိန်းတက်နိုင်၅သိန်း၁၀သိန်းတက်နိုင်၁၀သိန်းတကယ်လိုအပ်နေတဲ့သူတွေရဟိုလက်ထက်ကျွန်တော်ကကိုယ်တိုင်ကိုကြတွေထည့်ပေးချင်တယ်ကျွန်တော်ရဲ့ဆန္ဒပါပေါ့ဘာလို့လဲဆိုတော့အဲ့ဒီဒုက္ခရောက်နေတဲ့သူတွေရလဲကျွန်တော်ရဲ့ ပရိသတ်ကျွန်တော်ကျေးဇူးရှင်တွေလည်းဖြစ်ဖို့ရှိရလေနော်ဟိုသူတို့ကိုကျွန်တော်လည်းအဲ့လိုလေကိုရန်ကိုကြတွားလို့ပေးမှလည်းကျွန်တော်တစ်ဖက်တစ်လမ်းဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ပရိသတ်တွေကိုကျေးဇူးဆက်ရလဲရောက်တယ်လို့ကျွန်တော်ထင်လို့ပေါ့နော်အဲ့လိုတွားမှာပါဟုတ်ကဲ့ဟုတ်ကျွန်တော်ပထမတစ်ခေါက်သွားပြီးတော့လှူလိုက်တဲ့အခါမှာကျွန်တော်ဒီအစားစီအမုတ်တွေဝယ်သွားတယ်ပေါ့နော်ဒါမှမဟုတ်ကျွန်တော်ဘာကိုပြန်တွေးကြည့်လိုက်လဲဆိုတော့နိုင်ညာဟိုကျွန်တော်မိတ်ဆွေတွေပရိသတ်တွေကလှူလိုက်တဲ့ပတ်စံ15သိန်းဆိုရင်ကျွန်တော်က15သိန်းအပြည့်လုံးလှူလိုက်ရတာမို့ဒီမုတ်တွေဝယ်လိုက်တဲ့အခါကျတော့အဲ့ဒီမှာမုတ်ရဲ့ကိုယ်စလဲတွေလက်လှိလက်ကဒီအေးချင်းတွေက ဖြတ်ပုံသွားတဲ့ပုံစံမျိုးပေါ့ဗျာသူတို့လုတ်ကြည့်ရတယ်လို့ဖြတ်သွားတာပေါ့နော်အမှန်ဆိုရှော့ပေးရမှာကျွန်တော်ပြောချင်တာသူတို့က3900ရောင်းတဲ့ဈေးဆိုရင်ကျွန်တော်တို့လည်းတော့3500လောက်ပေး200လေးသူတို့လှူသလိုပေါ့ဗျာကျွန်တော်ပြောချင်တာဒါပေမဲ့သူများစီးပွားရေးပါကျွန်တော်အဲ့လိုလည်းမပြောချင်ပါဘူးသူတို့ లై ့မသိတာကိုကျွန်တော်တို့က లై ့သိရမှာပေါ့နော်အဲ့တော့သူတို့ရှိမှကျွန်တော်မဝယ်တော့ဘူးပတ်စံပဲတိုက်ရိုက်လူလိုက်တော့မယ်အဲ့လိုမျိုးပေါ့ကျွန်တော်အဲ့လိုစီစဉ်လိုက်ပါတယ်ဟုတ်ငွေရအဓိကပဲငွေရှိမှဆန္ဒကျွန်တော်တို့စားကျင်တာစားလို့ရမယ်ဝယ်ချင်တာဝယ်လို့ရဝတ်ချင်တာဝယ်လို့ရမယ်ကျွန်တော်တို့အခုငုတ်ထုတ်လေးသွားပြီးလဲတယ်မယားတမနဲ့စားတညနဲ့စားပဲအဆင်ပြေမှာ မတကနှစ်ရက်သုံးရက်ပဲအဆင်ပြေမှာပေါ့မရေသူ့အဆက်5000ရလို့ရှိရင်သူ့အတူဝယ်ပဲစားစားနောက်ဆုံးပြဟိုတလေပလေးပဲကာကာဘလို့ပဲကာကာကိုတည်းတခုမို့တခုတော့အရေးတခုရရင်ရမယ်စားစရာတခုရရင်ရမယ်တိုက်နိုင်တယ်လို့ပေါ့နော်ကျွန်တော်အဲ့လိုမျိုးလေးတွေးမိတာပေါ့ဘာလို့ဆိုတော့သူတို့ပြန်လဲထူတောင်းမဲ့အတွက်မှလိုတယ်ပတ်စံလိုတယ်ဟုတ်တယ်နော်ပတ်စံလိုတယ်ကျွန်တော်တအူးလူရှင်တယောက်ကလာပြီးတယောက်နှစ်တောင်းပေးသွားတယ်နောက်တယောက်နှစ်တောင်းနှစ်တောင်းဆို၅ယောက်ဆိုတသိန်းဖြစ်သွားပြီသူတို့ဘလွဲပြစုမိတယ်နော်အဲ့တော့ပြန်လဲထူတောင်းအတွက်လည်းအရေးကြီးတယ်အဲ့တော့ကျွန်တော်ငွေပဲလူဖို့ အဓိကကျွန်တော်အဲ့လိုဆရာဆုံးဖြတ်ထားပါတယ်ခင်ဗျာကျွန်တော်ပထမတစ်ခေါက်သွားလူတာတကယ်လိုအပ်တဲ့နေရာပါကျွန်တော်ကြောက်စင်မျိုးကတကယ်ဒီကြီးတန်းရက်ကွက်ဆိုတာပလီအမှလည်းပြိုသွားတယ်ပြီးတော့တော်တော်များလည်းထိခိုက်ကြတာရှိတယ်ကျွန်တော်သွားလူတဲ့နေရာဆိုအဲ့ဒါဆက်တဲ့အိမ်တော့ပေလူတွေကြီးပဲဟာတေသွားတဲ့သူတွေရဲ့အိမ်တွေပဲကျွန်တော်သွားလူတာဆက်တဲ့ဆက်တဲ့အိမ်တချို့ဆိုသူတို့ဒါရင်မလို့ချင်ပါဘူးဒါရင်ပဲပြန်လို့ချင်တာဒါပေမဲ့ကျွန်တော်လည်းပြောလိုက်ပါတယ်အမကြီးမဖြစ်နိုင်တာတော့မတောင်းတပါနဲ့တော့ဒါကတဘာဝဘေးအန္တရာယ်တွေနဲ့ကျွန်တော်တို့ရိုက်ခတ်လိုက်တာဒီရိုက်ခတ်မှုကိုကျွန်တော်တို့ကခံနိုင်ရင်ရှိရမယ်နော် ဒါပေမဲ့ကျွန်တော်ကိုကြီးမစားလို့ပြောတဲ့စကားတော့မဟုတ်ဘူးတက်နိုင်ဆုံးကျွန်တော်တို့ကြံခဲ့တဲ့လူကိုဘာကောင်းအောင်လုပ်ပေးရမလဲဘာတွေဖြစ်အောင်လုပ်ပေးရမလဲဆိုတော့ကျွန်တော်တို့အသိပညာလေးရသွားပြီအဲ့တော့ကြံနေတဲ့သူပဲတံမိုးထားပါဒါပဲသွားတဲ့လူတွေကကျွန်တော်တို့ဘယ်လိုကုသိုလ်ကောင်းမှုလုပ်ပေးရမလဲအဲ့ဒါပဲတွေးပါမ ayi လို့ဒီလိုအမိုက်တယောက်တော့ကျွန်တော်ဒီလိုစကားလေးပြောခဲ့မိတယ်အဲ့တော့ဖြစ်လာမယ့်အရာတွေပဲကျွန်တော်တို့ကြိုးနေပြင်ဆင်ရမှာပေါ့ဒါလေးပေါ့နော်ဟုတ်ကဲ့ဟုတ်ကျွန်တော်တို့ပြန်စဉ်းစားကြည့်လိုက်ရင်အဲ့ဒီခုဖြစ်သွားတဲ့နေရာမှာကျွန်တော်တို့မိသားစုတွေဆိုကျွန်တော်တို့လည်းဒီချိန်မှာဒီလိုပုံစံကန်တိုင်ချင်မှလာကန်နိုင်မယ်ပြောချင်တာက ဒါပေမဲ့သို့တော့ကျွန်တော်တို့ဒီလိုလုပ်ပေးရခြင်းကကျွန်တော်တို့နိုင်တဲ့ဝင်လေဝင်ထမ်းပေးတာကျွန်တော်ဒီဘက်မှာအကွင်းနေပါဟီးကလုပ်ပြီးတော့ကန်ပေးနေရတာဒါပေမဲ့ကျွန်တော်တို့လုပ်တဲ့လုပ်ရက်ဒီတစ်ဖက်ကကျွန်တော်တို့အများကြီးမလုံနိုင်တဲ့အတွက်အများအားနဲ့လုပ်တာကျွန်တော်တို့ဘိုင်းလူတုံးပြီးရွှေ့တာအဲအဲ့တော့ကျွန်တော်တို့တစ်ဖက်မှာလောက်ကြတာတကယ်ပြန်သိတဲ့အရင်ကျွန်တော်ဒီချိန်မှာမကျွန်တော်တို့ဆိုကြောင်ရည်အကုန်လုံးကျွန်တော်ဘာမှမရိုက်တော့ကန်ဆယ်အကုန်အကုန်လုံထားတယ်ကျွန်တော်ဒီတကြံပြီးွားဒီကျွန်တော်မရိုက်ချင်သေးဘူးစိတ်ထဲမှာလည်းကျွန်တော်မတတိသေးဘူးကိုကိုကိုပြောတာပါတကယ်မတတိသေးဘူးဒီလုပ်တွေလုပ်ရဖို့ ဲတကြံပြီးသွားရင်တော့တို့တော့ကျွန်တော်ပြန်ပြီးတော့လည်းဒါပြန်လည်းထူထောင်ရေးတွေရှိတော့ကျွန်တော်အလုပ်လေးတွေပြန်လုံးလုံးအောင်လုပ်ရမှာပေါ့နော်လုပ်ပြီးတော့ကျွန်တော်ပိတ်သက်ကိုကျွန်တော်တစ်ဖက်ကကျေးဇူးရှင်ပိတ်သက်ကိုပြန်ကူပေးမယ်ပြီးတော့ကျွန်တော်ကိုယ်တိုင်လည်းရားတဲ့လုပ်ငန်းလေးရှိတယ်ကျွန်တော်ပြန်ပြီးတော့ထူမယ်အဲ့တော့ကျွန်တော်ကူတာနဲ့ထူတာလေးနဲ့ကျွန်တော်သွားမှာပေါ့နော်ဟုတ်ကဲ့ဟုတ်ကျွန်တော်တို့ကလည်းတက်နိုင်တဲ့ဘက်ကပဲအားစီပေးလို့ရတာပါကျွန်တော်ကျွန်တော်တို့ဘာမှမလုပ်ပေးနိုင်ပါဘူးကျွန်တော်တို့ကြီးကြီးတက်ချမ်းသာနေတယ်သူလည်းမဟုတ်တဲ့ခါကျတော့ကျွန်တော်တို့လည်းမျိုးစုံတော့စဉ်းစားရပါတယ်မှဘာလို့စဉ်းစားလဲလို့မင်းအဲတခါကြီးကတော့အလူရာခံနေရတာသဘောတရားတွေဒါလွဲတယ်လေကျွန်တော်တို့ ထိရောက်တဲ့နေရာကိုသွားလူပါမလားအဲ့တော့ကျွန်တော်ကနောက်ဆုံးပြောလိုက်တဲ့စကားလေးတစ်ခုမှရှိတယ်ကျွန်တော်ရဲ့ live မှာကျွန်တော် TikTok live မှာကျွန်တော် live ဝင်ပြီးတော့အလူငွေတွေကောက်ခံနေတဲ့အချိန်မှာဟိုစေတနာတန့်တဲ့လူပေါ့စိတ်တန့်တဲ့လူပါဝင်ကူညီလို့ရတယ်စိတ်မတန့်ရင်ပါဝင်မကူညီနဲ့ရတယ်နောက်ဆုံးတော့ဘလုံးမမလူဖြစ်လဲကျွန်တော်မှာဆွမ်းတာလို့ပေါ့မတီထားတဲ့၄ဦးရှိတယ်အဲ့၄ဦးနဲ့ကျွန်တော်နေရတော့အဓိကသွားပြီးတော့လုံမှာပေါ့နော်အဲလူမှာပေါ့ကုမှာပေါ့အဲလူလာတာဖြစ်ပါတယ်လူလာဆိုတာလည်းမပြောချင်ပါဘူးလူရဲဆိုတော့ကျွန်တော်အင်အားနည်းနည်းလေးပါကုတာပေါ့နော် ကုတာပါဟုတ်ကဲ့ဟုတ် ကျွန်တော်တော့မြန်မာဆူတောင်းပေးပါတယ်ကျွန်တော်ဘုရားရှိခိုးနိုင်လေကဘာသူကဘာသားရောကျွန်တော်တို့မြန်မာမြန်မာနိုင်ငံသူနိုင်ငံသားရောခုနှစ်သားသမီးရောရာဟုသားသမီးရောအကုန်လုံးကေယောဂါဆိုရအများဆုံးကင်းဝေးပျောက်ပါစေလို့ကျွန်တော်အမြဲတမ်းဆူတောင်းနေပါတယ်ဟုတ်ကဲ့